်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖခင်ရဲ့ကြည်ကြော်ကိုချီးမွမ်းပါတယ်တန်တရားနဲ့မယုံကြည်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့နှုတ်ကပတ်တော်ကိုဆင်ခြင်သွမ်းခြင်းပါတယ်ယုံကြည်သူခရိယန်တယောက်အနေနဲ့ကျွန်တော်တို့ဟာဘုရားသခင်နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် သူ့ရဲ့နှုတ်ကပတ်တော်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဝိညာဉ်ကြီးရာအတ္တတာခင်းနဲ့ပတ်သက်တဲ့မိကွန်းတွေအမျိုးမျိုးနဲ့ရုံးကန်နေရတတ်ပါတယ်။ဒါကတော့ပုံမှန်ခံစားမှုတွေပဲဖြစ်တယ်။ဒါပေမဲ့လည်းတန်တရားရှိခြင်းဟာကျွန်တော်တို့အနေနဲ့ဘုရားသခင်စီကနေထွက်သွားခြင်းဒါမှမဟုတ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းမခိုင်ခန့်ခြင်းလို့ဆိုလိုနေသလားအဲ့ဒီလိုလည်းမဟုတ်ပါဘူးကျွန်တော်တို့ ယုံကြည်သူခရိယန်တိုင်းဟာရှုပ်ထွေးမှုတွေနဲ့တန်တရားတွေများတဲ့ကာလတွေကိုဖြတ်တန်းရတတ်ကြပါတယ်။တန်တရားတွေနဲ့လှုပ်ဆောင်နေရတာတွေနှကွက်တော်မှာကျွန်တော်ဖတ်ရှုထားတာတွေကိုမေးခွန်းထုတ်ခြင်းနဲ့စစ်မှန်တဲ့အဖြေတွေကိုရှာဖွေခြင်းဟာအမှန်တရားကိုရှာဖွေ တွေ့ရှိခြင်းလုပ်ငန်းစဉ်ရဲ့တစိုက်တစ်ပိုင်းပဲဖြစ်တယ်။မယုံကြည်ခြင်းကတော့ကျွန်တော်တို့ရှေ့မှာအထောက်အထားရှိနေပေမဲ့လည်းမယုံကြည်ဖို့အတွက်ရှင်းလင်းပြတ်သားခိုင်မာတဲ့ဆုံးဖြတ် ားချက်ပဲဖြစ်တယ်။တန်တရားနဲ့မယုံကြည်မှုကြားကခြားနာချက်ကိုနားလေခြင်းကယုံကံနေရတာကိုရှက်နေမြမယ်အစားကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုကြီးထွားလာစေနိုင်ပါတယ်။ဒါကြောင့်ပထမတစ်ခုအနေနဲ့တန်တရားဆိုတာကဘာလဲ။တန်တရားဆိုတာကကျွန်တော်တို့ယုံကြည်တဲ့အရာနဲ့ပတ်သက်ပြီးမှမတိချမရေရတဲ့မေးခွန်းတွေရှိလာတဲ့အခါမှာကျွန်တော်ရဲ့ဘဝအတ္တတာတလျှောက်လုံးကျွန်တော်ရဲ့ယုံကြည်ခြင်းဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ယုံကြည်ခြင်းလိုင်းလုံးတွေနဲ့မတိချာမရေရာမှုတွေကိုဖျက်ဆီးရတာက ပုံမှန်ပဲဖြစ်မှာဖြစ်တယ်။သမာကျမ်းစာကကျွန်တော်ကိုတန်တရားဝင်စေတဲ့ခိုင်မာတဲ့ယုံကြည်သူတွေအကြောင်းကိုလည်းဖော်ပြပေးပါတယ်။ဗတ္တိဇံဆရာယောဟန်အကြောင်းကိုစဉ်းစားကြည့်ရင်သူဟာသခင်ယေရှုခရစ်တော်ကိုဗတ္တိဇံပေးပြီးတော့သူ့တငယ်အဖြစ် ကြီးညာခဲ့တဲ့သူဖြစ်ပေမဲ့လေနောက်ပိုင်းသူထောင်ထဲကိုရောက်သွားတဲ့အခါမှာ ကျွန်တော်လူကအခန်းကြီးခွန်အငယ်19ကိုကြည့်မယ်ဆိုရင် ထိုအခါယောဟန်သည်မိမိတပည့်နှစ်ယောက်ကိုခေါ်ပြေးလျင်ယေရှုထံတော်သို့ဆေလို့၍ကိုတော်သည်ကြွလာတော်သူမှန်တယ်လို့သို့မဟုတ်အခြားသောသူကို မျှော်လင့်ရပါမည်လို့ဟုမင်းလျှောက်စေ၏လို့ဖော်ပြထားပါတယ်။ဒါကယောဟန်ဟာသခင်ယေရှုခရစ်တော်ကိုညင်းပယ်ခဲ့တာမဟုတ်ပါဘူး။အဲ့ဒီအစာသူဟာစိတ်ချမှုကိုရှာဖွေခဲ့ခြင်းပဲဖြစ်တယ်။တန်တရားတွေဟာစိတ်ခံစားမှု စိတ်ပြည့်မှုတွေနဲ့ ရှုပ်ထွေးမှုတွေကြောင့်ပေါက်ဖွားလာတတ်ပါတယ်။တန်တရားတွေဟာခက်ခဲတဲ့ဘဝအခြေအနေတွေအပြည့်မရတဲ့ဆုတောင်းချက်တွေဒါမှမဟုတ်ဘုရားသခင်နဲ့ဝေးကွာသွားတယ်လို့ခံစားနေရတတ်ပါတယ်။ဒီအချိန်မှာယုံကြည်ခြင်းကင်းမဲ့သွားတယ်လို့မဆိုလိုပေမဲ့လည်းကျွန်တော်တို့ယုံကြည်ခြင်းကိုစိန်ခေါ်နေပါတယ်။တန်တရားစိတ်တွေခံစားရတဲ့အခါမှာဘုရားသခင်စီကနေအဝေးကိုပြေးထွက်သွားမယ်အစား အမှန်တရားကိုပို့ပြီးတော့စိတ်အားထက်သန်စွာရှာတာနဲ့အဲ့ဒီတန်တရားတွေကနေဘုရားသခင်စီကိုပြန်ရောက်လာစေဖို့ရန်အတွက်ခွင့်ပြုလိုက်ပါ။နောက်ဒုတိယတစ်ခုအနေနဲ့ကတော့မယုံကြည်မှုဆိုတာပါလေ။မယုံကြည်ခြင်းဟာဘုရားသခင်ကိုယုံကြည်ကိုးစားဖို့လုံလုံလားလားညှင်းဆူခြင်းပဲဖြစ်တယ်။အဖြစ်ကိုရှာတဲ့တန်တရားနဲ့မတူဘဲနဲ့မယုံကြည်ခြင်းဟာဘုရားသခင်ရဲ့အမှန်တရားကိုညှင်းပယ်ဖို့အတွက်ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ဓမ္မဟောင်းချမ်းမှာဣတလလူမျိုးတွေတွေ့ကြုံခံစားရတဲ့ဒုက္ခတွေကစံနမူနာယူစရာတွေပဲဖြစ်တယ်။သူတို့ဟာဣจิตချုံ အဖြစ်ကနေထွက်လာကြတဲ့အခါမှာထွမြောက်ချမ်းအခန်းကြီး၁၄အငယ်၂၁ကနေ၂၂မှာပင်လယ်နီအတားအဆီကိုတွေ့ရတယ်။ပြာသခင်ကပင်လယ်နှချမ်းခွဲသွားစီပြီးတော့သူတို့လျှောက်ရမယ့်လမ်းကိုပေါ်လာစေတယ်။နောက်ကဣจิตစစ်တပ်ကလိုက်ခဲ့တာကနေလွတ်မြောက်ခဲ့တယ်။ ဘုရားသခင်ရဲ့အံ့ဩဖွယ်ရာအမှုတွေကိုမြင်တွေ့ရပြီးတော့ထွက်မြောက်အကျံအခန်းကြီး16အငယ်15မှာကြည့်မယ်ဆိုရင်တောထဲမှာမနတ်မုတ်ကိုပေးဆောင်ပေးတယ်ဘုရားသခင်ကသူတို့အတွက်ဒီလိုခိုင်မာတဲ့အထောက်အထားတွေရှိနေစေခဲ့ပေမယ့်လေတောလေရာအခန်းကြီး73နဲ့အခန်းကြီး74တွေကိုဆက်ပြီးတော့မှကြည့်မယ်ဆိုရင်တော့သူတို့ဟာကိုရောကိုယုံကြည်ဖို့မယွေးချေကြသေးပါဘူးဟေပြဲအခန်းကြီး3အငယ်7နဲ့မှာ ညီအကိုတို့သင်တို့သည်အသက်ရှင်တော်မူသောဘုရားသခင်ထံတော်မှ ထွက်သွားသောအခြင်းမယုံကြည်တတ်စိုးညစ်သောစိတ်နှလုံးမရှိစေခြင်းကတတိပြုကြလွန်လို့တတိပေးထားပါလေကျွန်တော်မှာဘုရားသခင်နဲ့ပတ်သက်ပြီးတော့မေကွန်းတွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘုရားသခင်ကိုလုံးဝမယုံကြောင်းစာတန်ကအဲ့ဒီလိုဖြစ်ဖို့ယုံကြည်စီလိုပါတယ် ကျွန်တော်ကိုဗြဟ္မအစစ်ကနေစပြီးတော့မှစစ်မှန်တဲ့ယုံကြည်သူခရိယန်စစ်တွေမဖြစ်နိုင်တဲ့အကြောင်းစာတန်ကလက်ခံထားစီလိုပါတယ်။ဒါကြောင့်ကျွန်တော်တို့စာတန်ရဲ့မှုသားတွေအထဲကိုရောက်သွားတဲ့အခါမှာရှုပ်ထွေးမှုတွေအထဲရောက်ပြီးတော့အမှန်တရားကို မြင်ဖို့ခဲယဉ်သွားပါတယ်။တန်တရားမေကွန်းတွေနဲ့ယုံကန်နေရချိန်မှာအဖြေကရှင်းနေပေမဲ့လည်းမယုံကြည်ခြင်းကအမှန်တရားကိုယုံဖို့လုံးဝငင်းဆန်တတ်ပါတယ်။ ဒါဟာနားလည်ဖို့ယုံကန်တာမဟုတ်ပါဘူး။ဘုရားသခင်ကို လုံးဝမယုံကြည်ဘူးရွေးချယ်ခြင်းပဲဖြစ်တယ်။ကျွန်တော်မိမိကိုယ်ကိုယုံကြည်မှုအားနည်းနေတယ်လို့တန်တရားရှိနေသလား။မဟုတ်ပါဘူး။တန်တရားဟာကျွန်တော်ရဲ့ယုံကြည်ခြင်းကိုကြီးထွားလာစေတဲ့တစိုက်တစ်ပိုင်းပဲဖြစ်နိုင်ပါတယ်။ကခဲတဲ့မိကွန်းတွေမိဘရမအပြေမှန်ကိုရှာတဲ့အခါမှာ ကျွန်တော်ရဲ့ယုံကြည်ခြင်းကို ခိုင်ခန့်လာစေပါတယ်။ရာကုန်အခန်းကြီး1အငယ်9မှာကျွန်တော် ဉာဏ်ပညာကိုလိုတဲ့အခါမှာဘုရားသခင်စီကိုတောင်းဖို့တိုက်တွန်းထားပြီးတော့ကျွန်တော်တို့ကတောင်းမယ်ဆိုရင်စေတနာစိတ်နဲ့ဘုရားသခင်ကပြီးတော်မူမှာဖြစ်တယ်။ဘုရားသခင်ကမေခွန်းတွေရှိရင်သူ့ကိုမေဖို့ဖိတ်ခေါ်နေပါလေ။သခင်ယေရှုခရစ်တော်ရဲ့တပည့်တော်တယောက်ဖြစ်တဲ့သောမကသခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကိုတန်တရားဝင်ပြီးတော့သူဟာသခင်ယေရှုခရစ်တော်ကိုကိုယ်တိုင်မစမ်းသက်ရဘူးဆိုရင်မယုံတဲ့အကြောင်းကို ယောဟန်အခန်းကြီး20အငယ်25မှာဒီလိုဆိုခဲ့ပါတယ်သူသူတို့ကလည်းအကျွန်ုပ်သခင်ကိုမြင်ရကြပြီဟုသောမအားပြောဆိုကြလျင်သောမကလက်တော်၌တန်ရိုက်ရာချက်ကိုမမြင်တန်ရိုက်ရာချက်ကိုလက်ညှိုးနဲ့မတို့မဆမ်းနဗီတော်ကလည်းလက်နဲ့မဆမ်းမသက်ရလျင်အကျွန်ုပ်မယုံဟုဆို၏လို့ဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာသခင်ယေရှုခရစ်တော်ကကိုယ်တိုင်ထင်ရှားပြသလာတဲ့အခါမှာ တော်မဟာယုံကြည်သွားပါတယ်။သခင်ယေရှုခရစ်တော်ကသူ့ကို အပြစ်မတင်ခဲ့ပါဘူး။သခင်ယေရှုခရစ်တော်ကတော်မကိုတန်တရားနဲ့တွေ့စီပြီးတော့သူ့လိုအပ်တဲ့အထောက်အထားကိုပေးခဲ့ပါတယ်။ဒါကြောင့်သခင်ယေရှုခရစ်တော်ထံမှာရှိနေတဲ့သူတွေအတွေ့အပြစ်စီရင်ခြင်းဆိုတာမရှိပါဘူး။ယောမအခန်းကြီး၈အငယ်၁မှာဘုရားသခင်ကယ်လွတ်တော်မူသောကြောင့်ယေရှုခရစ်၌တည်၍ဇာတိပဂရိအတိုင်းမကျင့် ဝိညာဉ်ပဂတိအတိုင်းကျင့်တော်သူတို့သည်အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏လို့ဆိုထားပါတယ်။ဒါကြောင့်တန်တရားတွေကိုဘလို့ကြော်လွားသွားနိုင်မလဲ။ပထမတစ်ချက်ကကျွန်တော်ရဲ့တန်တရားတွေကိုပြားသခင်စီကိုအနံမှာအပြစ်ရှိခြင်းဒါမှမဟုတ်ရှက်ယွန့်ခြင်းတွေကိုခံစားနေရမယ့်အစားကျွန်တော်ရဲ့တန်တရားတွေအကြောင်းကိုဘုရားသခင်ကိုပြောပြပါဆာလံကျမ်းတွေမှာဒါဝိပြုတ်လို့ပဲကျွန်တော်ရဲ့ယုံ간မှုတွေကိုရိုးရိုးသားသားပဲပြောပါသူက ကင်တွယ်ဖြည့်ရှင်းပေးသွားနိုင်ပါတယ်ဒုတိယတစ်ချက်ကတန်တရာအတွက်အဖြေကိုရှာရမှာဖြစ်တယ်ဒါကြောင့်ကျန်းစာကိုဖတ်ရမယ်ယုံကြည်စိတ်ချရတဲ့ဆရာသမားတွေလမ်းညွှန်ပေးနိုင်တဲ့ဆရာတွေနဲ့စကားပြောပါယုံကြည်စိတ်ချရတဲ့ခရိယံအရင်အမြစ်တွေကိုလေ့လာပါယုံကြည်မှုဟာမျက်ကမ်းမဟုတ်ပါဘူးအမှန်တရားအပေါ်မှာအခြေခံပါတယ်တတိယတစ်ချက်ကတော့တခြားယုံကြည်သူတွေနဲ့မိသားရအဝန်းအဝိုင်းကိုရှာဖွေပါ အထီးကျန်နေခြင်းတွေကတန်တရာကိုပွားတက်ပါတယ်။ခိုင်ခန့်တဲ့ခရိယာအတိုင်းအဝိုင်းရဲ့အစိတ်အပိုင်းတွေမှာပါဝင်နေခြင်းကကျွန်တော်ရဲ့ယုံကြည်ခြင်းကိုအားပေးပြီးတော့ခိုင်ခန့်စေပါတယ်။ဒါကြောင့်တုတ်တန်အခန်းကြီး29အငယ်29မှာတန်ကိုတန်ဖြစ်ထက်စီတကယ်တို့လူသည်အဆွေခင်ပွန်းဤမျက်နာကိုထက်စီတက်ဤလို့ဆိုထားခြင်းပဲဖြစ်တယ်။စရုပ်တအချက်ကဘုရားသခင်ပြုတဲ့အမှုတွေကိုတတိယပါ။ ဘုရားသခင်ကကျွန်တော်တို့အပေါ်မှာတစ္ဆာရှိခဲ့တဲ့အချိန်တွေကိုပြန်ပြီးတော့မှတွေးကြည့်ပါကျွန်တော်တို့ဘဝမှာကိုရောရဲ့ကောင်းမြတ်ခြင်းအကြောင်းကျွန်တော်တို့ကိုတတိပေးနိုင်တဲ့ဝိညာဉ်ရကြီးထွားမှုအခိုက်အတန့်တွေကိုမှတ်တမ်းတင်ထားနိုင်ပါတယ်ဒီတင်ထားတဲ့မှတ်တမ်းတွေကိုလည်းနောက်ပိုင်းပြန်ကြည့်ခြင်းအားဖြင့်ဘုရားသခင်လှုပ်ဆောင်မှုတွေကိုကွက်ကွက်ကွင်းကွင်းပြန်မြင်လာစေမှာဖြစ်တယ်ဒါကြောင့်ယုံကြည်မှုမရှိခြင်းကိုရှောင်ကြဉ်ရမယ်တန်တရားကိုမဖြေရှင်းနိုင်ရင်မယုံကြည်စရာဖြစ်သွားနိုင်ပါတယ် တယောက်ယောက်ကဘုရားသခင်ရဲ့အမှန်တရားကိုအစမပြတ်ညင်းပယ်ပြီးတော့သူ့ကိုယုံကြည်ဖို့ညင်းဆိုတဲ့အခါမှာသူ့ရဲ့စိတ်လုံးဟာခိုင်မာလာနိုင်တယ်။ဟေပြဲအခန်းကြီး3အငယ်73မှာဒုစရိုက်ဤလက်ပြခြင်းအပြင်တင်းတို့စိတ်လုံးမခိုင်မာခြင်းကယနေ့ဟုခေါ်ဝေါ်သောအချိန်နေ့တိုင်းအစဉ်အချင်းချင်းတယောက်ကိုတယောက်တိုက်တွန်းလို့ဆိုကြလော။မာကြောတဲ့စိတ်လုံးကိုရှောင်ရှားဖို့ဒါမှမဟုတ်ရင်လည်းပြုတ်ပြင်ဖို့ အကောင်းဆုံးနည်းကတော့ကျွန်တော်တို့မိကွန်းတွေရှိလာတဲ့အခါမှာပြာဒခင်ကိုတက်တက်ကြွကြွရှာဖွေခြင်းပဲဖြစ်တယ်။ပြာဒခင်ကိုယုံကြည်ကူးစားခြင်းဟာကျွန်တော်တို့မှာဘယ်တော့မှတန်တရားတွေရှိလာမှာမဟုတ်ဘူးလို့တော့မဆိုလိုပါဘူး။ဒါပေမဲ့လည်းကျွန်တော်တို့ဟာစိတ်ရှုပ်ထွေးမှုတွေကြားထဲမှာပဲယုံကြည်ခြင်းကိုစုပ်ကင်ထားဖို့ရွေးချယ်ပြီးတော့ပြာဒခင်စီကိုလှည့်သွားခြင်းကိုဆိုလိုပါတယ်။တန်တရားဟာယုံကြည်ခြင်းရဲ့ယန္တုမဟုတ်ပါဘူး။ ျွန်တော်မေးခွန်းတွေရှိမယ်ဆိုရင်ဘုရားသခင်ကိုမေးဖို့မကြောက်ပါနဲ့ကျွန်တော်ရဲ့အမှန်တရားကိုရှာဖွေခြင်းကိုဘုရားသခင်ကကြိုဆိုပါတယ်အဖြေကိုရှာလို့စိတ်ရှိမယ်ဆိုရင်တန်တရားစိတ်ကကိုယ်တော်နဲ့ပုံမှုနဲ့ဆိုင်တဲ့ဆက်ဆံရေးစီကို ခြေတလန်တိုးသွားနိုင်ပါတယ်ကျွန်တော်ရဲ့မတိချာမရေရာမှုတွေကြောင့်ဘုရားသခင်စီကနေဝေးရာကို ပြေးသွားမယ်အစာသူ့စီကိုတာပြီးတော့မှ တိုးဝင်ပါသူဟာတစ္ဆာရှိတဲ့စိတ်ရှိတဲ့ကျွန်တော်ရဲ့ဝိညာဉ်ရခီးမှာ ကျွန်တော်နဲ့အတူရှောက်လန်းဖို့အသက်ရှိနေပါတယ်တုတ်တန်အခန်းကြီး၃အငယ်၅မှာဗာပြောထားတယ်လို့ဆိုရင်ထာဝရဘုရားကိုစိတ်လုံးအကျဉ့်မဲ့ကူစားလုံးကိုညံကိုအမိမပြုတ်နဲ့လို့ဆိုထားပါတယ်ကျမ်းစာဆင်ခြင်ခဲ့တဲ့သူတိုင်းတန်တရားနဲ့မယုံကြည်ခြင်းဆိုတာကိုသိချာစွာကွဲပြားစီပြီးတော့ဘုရားသခင်ကိုတာပြီးတော့ယုံကြည်ကူစားခြင်းကြောင့်ဘုရားသခင်ကောင်းကြီးမင်္ဂလာတွေအစဉ်တည်နေတဲ့အသက်တာတွေအဖြစ် ဘုရားသခင်ကအတိတ်တဖန်ကောင်းချီးပေးနေပါစေ။အာမင်။ဤခေါ်တဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်။